ပရိသတ်များလုံးမင်္ဂလာပါခင်ဗျ1 Friday 5 112ပြိုင်ပွဲကြီးမှာညောပရိသတ်တွေညှော်လင့်ခဲ့ကြတဲ့ပွဲကတော့ဒုက္ကောင်ပွဲစဉ်သွေးလင်းထက်နဲ့ခရစ်ဘတ်တို့ထိုးခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ် Time Fighter ခရစ်ဘတ်နဲ့သွေးလုံးတို့ရဲ့ပွဲစဉ်ကပွဲကစားချိန်10မိနစ်43စက္ကန့်ပဲကြာမြင့်ခဲ့ပါတယ်သွေးလင်းထက်ရဲ့လှပလှတဲ့ပတ်တတော်ရိုက်ချက်ဟာဒီပွဲကိုအဆုံးပြတ်ပေးသွားခဲ့ပါတယ်ပွဲပြီးတဲ့အချိန်မှာသွေးလင်းထက်ကသူ့ရဲ့နှစ်ထင်ထောင်းကိုလက်ညှိုးလေးနဲ့ပြပြီးတော့ အောင်ပွဲခံသွားဆိုတော့သူတကယ်ကိုခေါင်းသုံးပြီးကစားသွားခဲ့ရဲဆိုတာကိုပြသခြင်းတဲ့သဘောလို့ကျွန်တော်တို့ဆောင်ယူပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာတကယ်ကိုပေါ့လေတစ်ဖက်သူ့ပြိုင်ဖက်ဘလို့လုတ်တက်တယ်ဘလို့ဒီဒီပွဲကိုချင်းကပ်မယ်ဆိုတာကိုသူသူရှာသိလို့စနစ်တကျပြင်ဆင်ပြီးတော့ဒီဖိုက်တာရဲ့လစ်ကွက်ဟာကွက်ကိုစောင့်ပြီးဒီကွက်ကိုထုတ်သုံးပြီးအနိုင်ယူလိုက်တာဒီပတ်တရောင်ကွက်ကိုထုတ်သုံးလိုက်တာလို့သူကပြောကျင်တဲ့သဘောလို့ထင်ပါတယ်ခင်ဗျာ။ ပွဲပြီးမှကျွန်တော်တို့မမြင်တွေ့ရတာကြာဖြစ်တဲ့ကိုစောဖြိုးဝီရဲ့ပခုံးထက်ကိုဒါသူ့ရဲ့ဖိုက်တာတက်ပြီးတော့ကိုစောဖြိုးဝီကလည်းပြောပြရွှင်နဲ့ဂုံးဘိုးပြီးတော့ကျိုးဝိုင်းနဲ့မှအောင်ပွဲခံတဲ့မြင်ကွင်းကိုလည်းမြင်တွေ့ကြရတယ်ပေါ့လေတကယ်ကိုကြည်နူးစရာပဲစိတ်လည်းချမ်းသာမိပါတယ်ပွဲကလည်းဝဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်ခရစ်ဘတ်ကိုလည်းကျွန်တော်ညံ့တယ်လို့ပြောချင်ဘူးခရစ်ဘတ်ကောင်းခဲ့ပါတယ်ဆိုင်ထိုးတယ်ပြိုင်ထိုးတယ်ပွဲအစမှာတူတင်ကိုတင်ကစားတယ်သွေးလင်းထက်ကတော့ ဝမ်းမာတပွဲတပွဲဝါရင်လာတယ်ပါနဲ့လာတယ်ဆိုတာဒီဘက်မှာသိတာပါတယ်။နှစ်ယောက်ဆိုင်ထိုးပြိုင်ထိုးနေတဲ့အချိန်မှာတကယ်သူ့တွေခွင့်ရတဲ့ချိန်ရတယ်။အဲ့ဒီချိန်ကိုသူဟာပွဲပြီးမှသူပြတယ်လို့ခေါင်းသုံးပြီးကစားရဆိုတာသူ့နဲ့ခန္ဓာကိုယ်တပတ်လှည့်လိုက်ပြီးတော့အဲ့ပတ်တရောင်တစ်ချက်ကိုထိတိမိပြပြီးတော့ကျွေးထဲလိုက်တယ်။တစ်ဖက်ကခရစ်ဘတ်ဟာပုံရသားအယုတ်ကျိုးပြက်ကိုလဲကြသွားတာ။ကျိုးဝိုင်းတန်ကချက်ချင်းကိုပွဲကိုရက်ပြီးတော့ဒါသွင်းထက်ကိုအနံ့တတ်မှတ်ပြလိုက်တယ်ပေါ့လေ။ ဟိုခရစ်ဘက်ရဲ့အနေထားကအဲ့လိုနှစ်ယောက်ဆိုင်တို့နေချိန်မှာတကယ်အားကောင်းမောင်းဆိုင်ရှိနေတဲ့အနေထားကအဲ့တရောင်ချက်လက်ဝင်ပြီးသွားရောဘုံဆိုရုပ်ကျုပ်ပြန်လဲသွားတာဗျာပြန်ကုန်မထနိုင်တော့ဘူးအဲ့တော့ဟိုအခက်မသိရင်ဗျာဒီလိုတရောင်ချက်မျိုးကဟိုတစ်ဖက်ပြန်ပဲရဲ့အသက်အန္တရာယ်ရောနောက်ပြီးတော့ဆေးရုံရောက်သွားဖို့လောက်အထိပြင်းထန်တာပေါ့လေအားပါပြင်းထန်လို့ရင်အဲ့လောက်ထိဖြစ်သွားနိုင်တယ်လို့ပြောချင်တာပါခင်ဗျာပရိသတ်တွေကလည်းအဲ့လိုပဲသုံးသပ်ကြပါတယ်ဘာပြောတွင်းထက်ကတော့လက်ရှိပါဝမ်းမှာ လေးဘွဲအနိုင်ရသွားပြီဒီနေ့ဘွဲမှာဆိုရင်လည်းအခုလိုပထမဘွဲကြီးမှာတယ်သူ့ရဲ့ပြန်မဖြစ်တဲ့ခရစ်ဘတ်ကိုပတ်တောင်ချက်နဲ့အလဲထိုးပြလိုက်ရတဲ့အတွက်ချက်ထရီကနေသူရင်းထက်ကိုဘတ်3သိန်းခွဲဘောနပ်ရှင်းမြင်လိုက်တယ်ပေါ့လေသူရင်းထက်ကတော့ဒါ1မှာဆိုရင်ဘောနပ်နောက်တစ်ချိန်ထပ်ပြီးရရလဲဖြစ်ပါတယ်ခမညသူရင်းထက်အနေနဲ့1မှာနောက်ဆုံးထိုးတဲ့3ဘွဲစက်အနိုင်ရခဲ့တယ်9ဘွဲထိုးတာမှာ4ဘွဲနိုင်တဲ့2ဘွဲပဲရှုံးတာဖြစ်တယ်ရှုံးတာကတော့ဘရာဇီးကိုရှုံးတာတယ်ခမည ဒါပေမဲ့သုံးပွဲဆက်တဲ့အနိုင်ရထားရဖြစ်လို့သွေးလင်းထက်ဟာရှိလာရင်ပွဲစဉ်မှာအဲခေါင်းပွဲထိုးပြီးတော့အိပ်ပွဲနိုင်ရင်ခေါင်းပွဲဖြစ်မလားဂျန်နက်ပွဲဖြစ်မလားတော့မသိဘူးပေါ့လေဒီနေ့ခန့်မွန်နိုင်ကတော့ပွဲစဉ်6ထိုးရတယ်ဆိုတော့အဲသွေးလင်းထက်လည်းအဲ့လိုဖြစ်ကောင်းပြန်ဖြစ်ရင်ဖြစ်သွားပေါ့ဒါပေမဲ့ရှိလာရင်ပွဲစဉ်မှာဒါနိုင်ပွဲထပ်ပြီးယူနိုင်ခဲ့မယ်ဆိုရင်သွေးလင်းထက်ဟာအမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးနဲ့နှိစက်သွားရင်ဆိုတဲ့ကြောင့်ပြည်သက်တွေကိုသတင်းကောင်းပိုင်းနဲ့နှုတ်ဆက်လိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကို 周围这些都联系过来，怎么样？